မြန်မာပိတ်သက်တွေစိတ်ဝင်တစားစောင့်မျှော်အားပေးကြတဲ့1 Champion ရှိရဲ့155132ပြိုင်ပွဲကြီးကတော့ကျင်းပလို့ BC သွားခဲ့ပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာမြန်မာ Fighter စိုးနောင်ဦးတန့်စင်နဲ့ Bronica တို့ကပြိုင်ပွဲ Fighter တွေနဲ့အသီးသီးရှင်ပြိုင်ထိုးသက်ခဲ့ကြတာပါ။ပထမဆုံးထိုးသက်ခဲ့တဲ့ပွဲစဉ်ကစိုးနောင်ဦးရဲ့ပွဲစဉ်ဖြစ်ပြီး Asian Thai Fighter Mindsan Gan နဲ့ထိုးသက်သွားတာဖြစ်ပါတယ်။ တော်ဝင်မွေတိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားတဲ့သူတို့နှုတ်ရဲ့ပွဲစဉ်ကပွဲမတိုင်ခင်ကျွန်တော်ပြောခဲ့သလိုပဲလုံးတူတောက်တူဖိုက်တာတွေဖြစ်တဲ့အတွက်ပွဲကတကယ့်ကိုကြည့်လို့ကောင်းခဲ့တာပါစိုးနောင်ဦးနဲ့တိုင်းဖိုက်တာမိုင်းဆန်းကန်တို့ရဲ့ပွဲစဉ်က3မိနစ်3ကြိမ်မွေတိုင်းပွဲဖြစ်တာနဲ့အညီမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ပြည်သက်တွေကိုဖျော်ဖြေမှုပေးခဲ့တာပါအပြန်လန်ထိုးချက်တွေနဲ့3ကြိမ်သလုံးကြည့်လို့ကောင်းခဲ့ပြီးဘသူမှတော့အလဲထိုးနိုင်စွမ်းမရှိခဲ့ကြပါဘူးပွဲချိန်ပြည့်လို့ဒိုင်းအဆုံးဖြတ်ခံယူရမှာတော့ပွဲချိန် င်တွင်းမှာ အသာစီယူထိုးနိုင် သွားခဲ့တဲ့မြန်မာဖိုက်တာစိုးနောင်ဦးကပဲအမှတ်နဲ့နိုင်ရရှိသွားခဲ့တာပါဒီနိုင်ပွဲကစိုးနောင်ဦးအတွက်ဝမ်ချမ်ပီယံရှစ်ပထမဆုံးနိုင်ပွဲလေးဖြစ်ပါတယ်စိုးနောင်ဦးအနေနဲ့လေနောက်လာမယ့်ပွဲစဉ်တွေမှာပုံမကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြပြီးအပေါ်စုကြီးတွေတိမ့်ပိုက်နိုင်ပါစေလို့တောင်းဆုပြုပါတယ်အဲ့နောက်ဒုတိယမြောက်မြန်မာပွဲစဉ်ကတော့တန့်စင်နဲ့ Time Fighter Combo 9တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် flyweight မွေတိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားတဲ့သူတို့နူးရဲ့ပွဲစဉ်မှာပွဲစားပြီဆိုတာနဲ့ time fighter combo နိုင်ကမြန်မာ fighter တန်စင်ကိုခြေကန်ချက်တွေနဲ့တရဆက်ဖီအားပေးခဲ့တာပါမြန်မာ fighter တန်စင်ကလည်း time fighter combo နိုင်ကိုခြေကန်ချက်တွေနဲ့ပြန်လည်ဖီအားပေးခဲ့ပြီးတိကျသေးကြတဲ့ထိုးချက်တွေနဲ့လည်းဖီအားပေးခဲ့တာပါပရမချီကိုသုံးသက်ရမယ်ဆိုရင်တက်စင်နေနဲ့အရင်ပွဲစဉ်တွေကနဲ့မတူတဲ့ပုံစံမျိုးတွေနဲ့ပွဲကိုချင်းကက်လာခဲ့တာပါ ပထမအချီမှာတော့တန်စင်သားတွေလိုပဲမြင်မိပါတယ်။ဒါပေမဲ့ဒုတိယအချီနဲ့တတိယအချီမှာတော့ Time Fighter Combo 9ကနိုင်လိုစိတ်ပြင်းပြနေခဲ့ပြီးတန်စင်ကိုတရက်ဆက် FIA PP ထိုးသက်သွားခဲ့တာပါ။ဒါကြောင့်မဲ့တိုင်းဆုံးဖြတ်ခံယူရမှာတော့ Time Fighter Combo 9ကပဲအမှတ်နဲ့အနိုင်ရရှိသွားခဲ့တာပါ။တန်စင်နေနဲ့ဒုတိယအချီနဲ့တတိယအချီမှာ Combo 9ကိုဘာမှကောင်းကောင်းပြန်ပြီးမတုံ့ပြန်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲဝမ်ချန်ပီယံရှစ်မှာ၄ပွဲသက်ရှုံးနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။တန်စင်နေနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာတော့အကောင်းဆုံးပြန်လာနိုင်ပါစေလို့တောင်းဆုပြုပါတယ်။ အဲ့နောက် One Friday Fight 132ရဲ့ဒုတိယခေါင်းပွဲစဉ်နေရာမှာတော့မြန်မာ Fighter Bronica နဲ့တရုတ် Fighter Lee Min Ri တို့က Enderweight Muay Thai ပွဲစဉ်ဖြစ်ထိုးသက်သွားခဲ့ကြတာပါတရုတ် Fighter Lee Min Ri က K ပေါင်စင်သမားပီပီ သူ့ရဲ့လက်သီးတွဲလုံးတွေကလည်းတရက်ဆက်ထွက်ခဲ့တာပါ Bronica နေနဲ့လေတရုတ် Fighter Lee Min Ri ကို ကောင်းကောင်းဖိအားပေးထိုးသက်ခဲ့ပြီးပထမချီမှာတော့အပြန်လန်ထိုးချက်တွေနဲ့တကယ့်ကိုကြည့်လို့ကောင်းခဲ့ပြီးအပြန်လန်တော့ ောက်တောင်းကြအောင်ထိုးသက်သွားနိုင်ခဲ့ကြတာပါဒုတိယအချီနဲ့တတိယအချီမှာအပြန်လန်ထိုးချက်တွေနဲ့ပွဲကကြီးလို့ကောင်းခဲ့ပေမယ့်အလဲထိုးနိုင်ခဲ့ခြင်းမရှိခဲ့လို့ဒိုင်းဆုံးဖြတ်ခံယူရမှာတော့ split decision နဲ့ brownica ကအနိုင်ရသွားခဲ့တာပါ ဒါကြောင့်ဘရိုနီကာနေနဲ့ဝမ်ချမ်ပီယံရှစ်မှာဒုတိယမြောက်နိုင်ပွဲကိုရရှိသွားခဲ့ပြီလေဖြစ်ပါတယ်။ One Friday Fight 132မှာမြန်မာဖိုက်တာ၃ဦးထိပွဲထွက်ခဲ့ပြီးအဲ့ဒီကနှစ်ပွဲနိုင်တစ်ပွဲရှုံးနိမ့်ထားခဲ့တာပါ။နောက်လာမယ့် One Friday Fight ပွဲစဉ်တွေမှာတော့မြန်မာဖိုက်တာတွေဆက်လက်ပါဝင်လာအောင်မလားဆက်လက်စောင့်ကြည့်ရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပါသေးဗျာကြီးစုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမှချမ်းသာကြပါစေခင်ဗျာ